မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 18ရက်နေ့မန္တလေးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကိုးမိုင်ကျေးရွာမှာရှိတဲ့ခလာရ299တရင်းနဲ့မလွဲတောင်စစ်စေးရေးဂိတ်ကိုတိုက်ခိုက်ရာဗိုလ်တအူးအပါအဝင်စစ်သား6ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 18ရက်နေ့မနက်8:20မိနစ်အချိန်ကအကြမ်းဖက်စစ်ကောင်စီရဲ့စကခ19လက်အောက်ခံခလာရ299တရင်းကိုလက်နက်ကြီးနဲ့18ကြိမ် drone နဲ့ ်ဘုံသီးအလုံး80ကျဲချခဲ့ပြီးတော့ချေမုံတပ်ဖွဲ့တွေကလည်းဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပြီးမနက်10နာရီ30မိနစ်အချိန်မှာပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာမနက်10နာရီအချိန်မှာမွန်ပြည်နယ်နဲ့တနင်္သာရီနယ်ကြားမြေပေါ်မှာရှိတဲ့မလွဲတောင်ဂိတ်စခန်းကို drone နဲ့ဘုံသီး15လုံးကျဲချခဲ့ရာဗိုလ်တအူးနဲ့တပ်သား5ဦးကတိတ်ဆုံးပြီးတော့30ကျော်ဒဏ်ရာရရှိကရင်းမြို့စေယုံကိုတင်ဖို့ကုသထားတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာစစ်ကြောင်းနဲ့ဒဝဲခရိုင်မဟာမိတ်တပ်ဖွဲ့များ drone အထူးတပ်ဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီက K8W Jet Fighter လေယာဉ်၂စီး MI-35 ဒဇီ112ဒဇီစုစုပေါင်းလေယာဉ်၄စီးကိုအသုံးပြုပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ရာကိုးမိုင်ကျေးရွာမှာရှိတဲ့ဖုန်ကြီးကျောင်းနဲ့နေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ Mesla 73ရက်နေ့ကနေစပြီးတော့အမတ်ရှိပြည်တော်စုလမ်းမကြီးကိုတော်လိုင်းရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကစိုးမိုးထိန်းချုပ်ထားပြီးတော့ Mesla 32ရက်နေ့မှာ အမှတ်ရှိပြည်တော်စုလမ်းမကြီးကိုမနက်6နာရီကနေညနေ6နာရီအထိသာအသုံးပြုရန်အတိပေးထုတ်ပြန်ထားပြီးတော့ကျမကြီးနဲ့သက်ဆိုင်တဲ့အရေးပေါ်ကိစ္စရပ်များအတွက်ညဘက်အချိန်များမှာမောင်းနေတဲ့လူနာတင်ရင်များအနေနဲ့မိများကိုဖွင့်ကာမှန်များကိုချပြီးတော့မောင်းနေပေးကြဖို့ကိုအတိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့မူပေါ်နယ်မြေရဲစခန်းကအချုပ်သား3ဦးတနက်နှက်လက်ကိုယူဆောင်ပြီးတော့ထွက်ပြေးတဲ့အခါမှာ အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ရဲတွေထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ18ရက်နေ့မွန်လွယ်12နာရီကျော်အချိန်မှာမော်လမြိုင်မြို့မူပေါ်နယ်မြေရဲစခန်းကအချုပ်သား3ဦးဟာတနက်နှစ်လက်ကိုယူဆောင်ပြီးတော့ထွက်ပြေးသွားကရဲများနဲ့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့ရဲတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မော်လမြိုင်မြို့မူပေါ်နယ်မြေရဲစခန်းမှာဧပြီလ18ရက်နေ့မွန်လွယ်ပိုင်းကအချုပ်သား3ဦးတနက်လူပြီးတော့အချုပ်ဖောက်ပြီးထွက်ပြေးသွားတယ်။ သူပြစ်ကိုပြစ်ပြစ်ကြတာရဲတပ်ချက်တအူကြီးစံထိမှန်ခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်။ထွက်ပြေးသွားတဲ့အချုပ်သား၃ဦးထဲမှာတအူကိုရဲများကစခန်းရှိမှာပြစ်တက်လိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပြီးတော့အတီးပြုတ်နိုင်ခြင်းတော့မရှိသေးဘူးလို့သိရပါတယ်။လက်ရှိအချိန်မှာအချုပ်သား၂ဦးဟာလက်နက်များနဲ့လွတ်မြောက်နေတဲ့အတွက်မော်လမြိုင်မြို့ပေါ်ရပ်ကွက်များမှာဝင်ရောက်မှွေနှောက်ရှာဖွေမှုများပိတ်ဆို့စစ်ဆေးမှုများလှုံ့ဆော်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ချန်စီယိုအနီးရွက်ညိုတောင်ရွာနားမှာရှိတဲ့နယ်ကြားဆောင်ရဲစခန်းကိုရခိုင်တပ်တော် AA က AP လ18ရက်နေ့မနက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်နေပြီးတော့ညနေပိုင်းအထိကိုတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ရွက်ညိုတောင်ရွာဘက်ကိုစစ်ကောင်စီရဲ့မောင်တော်မြို့အဝင်းနယ်ကြားဆောင်ရဲတပ်ဖွဲ့ခွဲနခခ9ကလက်နက်ကြီးနဲ့ပစ်ကူပေးနေတယ်လို့လေကြောင်းကပါတိုက်ခိုက်နေတယ်လို့သိရပါတယ်။ ်ရွက်ညိုတောင်ရွာမှာအင်ဂျီ20ဝန်းကျင်သာရှိပြီးတော့တိုက်ပွဲကြောင့်ရွာကန်အလုံးနီးပါးဟာဘေးလွတ်ရာကိုတိမ့်ရှောင်နေရတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ညနေပိုင်း3နာရီလောက်မှာလေရင်နဲ့တမျိုးလက်နက်ကြီးနဲ့တမျိုးလှမ်းပစ်နေတာတိုက်ပွဲကရွက်ညိုတောင်နားမှာဖြစ်တာလို့ပြောဆိုခဲ့ပါတယ်။ရခိုင်တပ်တော် A ကသိမ့်ပိုက်ထားပြီးဖြစ်တဲ့ငားခူရစခန်းကနေထွက်ပြေးလာတဲ့နေကြားဆောင်ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာအဲ့ဒီရွက်ညိုတောင်စခန်းကိုလာရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေနဲ့နှိစက်တဲ့မောင်တော်မြို့ကန်တအုပ်ကပြောပါတယ်။ ငါးခုရကထွက်ပြေးလာတဲ့နေ जा ဆောင်ရဲနဲ့စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တချို့ဟာအဲ့ဒီရွံ့ညိုတောင်မှာသွားပြီးတော့ပူပေါင်းတာတွေရှိတယ်။အဲ့ဒီမှာတချို့ကလက်နက်ချမယ်တချို့ကလည်းမချဘူးအဲ့လိုတွေဖြစ်နေတာလို့ပြောဆိုခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာတကြောပြန်တိုက်ပွဲ၅လအတွင်းမှာပောက်တော်မင်းပြမြောင်ဦးကြောက်တော်ပုံနာကျော်ရသေးတော်မြေဘုံရမ်းပြဲနယ်ချင်းပြည်နယ်ပလောက်ဝစတဲ့မြို့နယ်၉ခုကိုရခိုင်တပ်တော်အေအေကသိမ်းပိုက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းပလောမြို့နယ်ပလောက်မြို့ဒရာကြီးအနီးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်က၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ16ရက်နေ့မွန်လွယ်12:50မိနစ်အချိန်မှာပလောက်မြို့ဒရာကြီးအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန်းနဲ့တပ်ဆွဲထားတဲ့စစ်စေးရေးဂိတ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝေရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်မှုပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်ကူတွေထပ်မံရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေတပ်ဆွဲလေးရှိတယ်ပလောင်မြုပ်အနောက်ကန်းအုတ်ချုပ်ရဲမှုစုခန်းရဲ့နေအိမ်ကိုမိရှို့ဖျက်ဆီးကမွန်လွဲ၂နာရီဝန်းကျင်ကမှအထိကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရဲဘော်တွေမျက်မြင်အရ၄ကောင်သေးတယ်ဒေသခံတွေကတော့အထိကရောဆိုရင်အလုံးပေါင်း9ဦးလောက်ရှိတယ်လို့ပြောတယ်လို့မြေခရိုင်အမှတ်တရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ပလောဘိတ်ခရိုင်အမှတ်တက်ရင်နဲ့ပလောစစ်ကြောင်းတင့်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ ဘိတ်ခရအမတ်တဲ့တယင်းနဲ့မဟာမိတ်တော်လိုင်းရဲ့ပူပေါင်းတပ်ဖွဲ့တွေဟာပလောမြုံနယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများနဲ့ပြူစောထီးများကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့စစ်ရေးသတင်းများကိုစောင့်ကြည့်ပြီးတော့ဘိတ်ခရအမတ်တဲ့တယင်းနဲ့မဟာမိတ်တော်လိုင်းအင်အားစုများကထုတ်ပြန်တဲ့ညွန်ကြားချက်များကိုလိုက်နာပူပေါင်းပေးကြရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ်ညောင်ဝိုင်းကျေးရွာမှာနေထိုင်တဲ့ ငွေလွှဲဝန်ဆောင်မှုလုတ်ကင်သူခွန်ကျော်လှကိုပေါ့ပြည်သူစစ် PNA ကပြန်ပေးဆွဲဖမ်းဆီးပြီးတော့ပြစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လပထမပိုင်းကလေးက PNA အဖွဲ့ဝင်ခွန်တက်ကန်တဲ့အဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ငွေကျပ်သိန်းတထောင်နဲ့လာရောက်ရွေးခိုင်းရမှာမရွေးနိုင်တာကြောင့်ပြစ်တက်ခဲ့တယ်လို့သိရပါတယ်။ဒေသခံတအူးကကြက်ကလေးငှက်ကလေးလိုအလကားအသက်ခံနေရတဲ့လူတွေအဲ့ဒီကြယ်ရင်းစုံမှာအများကြီးပဲအရင်က PNL အဖွဲ့သား9ယောက်လဲအဲ့ဒီစုံမှာပဲပြစ်ချခံရတာ အဖွဲသားတယောက်ရဲ့အမေဆိုယူသွားတယ်လို့ကြားတယ်လို့ပြောဆိုခဲ့ပါတယ်။ခွန်လာကျော်ကိုပြစ်တက်ခဲ့ပြီးတဲ့နောက်မှာပို့ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ်ကျူဒန်ကျေးရွာအနောက်မြောက်ဘက်တောအုံမှာရှိတဲ့ကျယ်ရင်းထဲကိုပြစ်ချခဲ့တယ်လို့ရွာကနေစီကသိရပါတယ်။အလားတူပဲမက်လာ၁၀ရက်နေ့ကလည်းပို့ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်နောင်ပဖားရွာသူကြီးဦးတိုးကိုလည်း PNA ဗိုလ်ကြီးတပ်ဘီးနဲ့အဖွဲကလာရောက် ပြစ်တက်ခဲ့မှုတယ်လို့သိရပါတယ်။ခွန်တကန်အဖွဲဟာပို့ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်အတွင်းက ကြေးရွာအုပ်စုဆယ်ရွာကျော်စီကနေပြီးတော့တနတ်ဘိုးအဖြစ်နဲ့ငွေကျပ်330ဒရုန်းဘိုးအဖြစ်နဲ့ငွေကျပ်330ဝန်းကျင်ကောက်ခံနေတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်ချင်းဒေသကာကွယ်ရေးတပ် CDF ထံကိုစစ်ကောင်စီတပ်သား3ဦးအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အလင်းဝင်လာတဲ့တပ်သား3ဦးကလက်နက်3လက်အနံနေမှုနဲ့ CDF ဟာခါကစုငွေပေးရနေမှုဓာတ်ပုံမှတ်တမ်းအနေနဲ့တကွပေါ်ပြခဲ့တယ်လို့သိရပါတယ်အဲ့ဒါကဟာခါမျိုးရင်းမှာရှိတဲ့တာဝါတိုင်းမှာရှိတဲ့စစ်သား3ယောက်ကလက်နက်3လက်နဲ့ကြီးစံတထောင်နဲ့အလင်းဝင်ရောက်လာတာတယောက်ကို350စုငွေပြန်ပေးထားတယ်နော်လို့ CDF ဟာခါကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အရင်ကလည်းလက်နက်နဲ့အလင်းဝင်လာသူစစ်ကောင်စီတပ်သား35ဦးခန့်ရှိတယ်လို့ CDF ဟာခါကတာဝန်ရှိသူကပြောပါတယ် လန်ဒန်နဲ့35000လောက်ရှိတယ်လန်ဒန်မပါတာက20နေပါရှိတယ်လို့ CDF ဟာခါတောင်းရှိသူက ပြောပါတယ် CDF ဟာခါဟာစစ်ကောင်စီလက်အောက်ခံလန်ဒန်ကင်များလန်ဒန်ချအလဲဝင်ဖို့အတွက်ဖိတ်ခေါ်ချက်ကို2023ခုနှစ်နိုဝင်ဘာလကတည်းကထုတ်ပြန်ထားရာ CDF ဟာခါထံကိုအလဲဝင်လာပါက လူသားဆန်ဆန်ဆက်ဆံမှာဖြစ်ပြီးတော့တော်လန်ရေးပြီးဆုံးသည့်အထိစားဝတ်နေရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုများကိုဆောင်ရွက်ပေးမှာဖြစ်တဲ့အပြင်လုံခြုံတဲ့နေရာမှာနေထိုင်နိုင်ပြီးတော့ မိမိသွားလို့တဲ့နေရာရှိပါကလည်းစီစဉ်ပေးမှာဖြစ်တယ်လို့အသိပေးထားပါတယ်လက်နက်ခဲရတဲ့အလင်းဝင်မဲ့ဆိုပါကအနည်းဆုံးကျပ်သိန်း90နဲ့အထက်အပိုစုငွေအဖြစ်နဲ့ချင်းမြင့်ပေးမယ်လို့ထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ